โอเคအားလုံးပဲမင်္ဂလာပါခင်ဗျာ BM Electronic မှကျူးတူပါတယ်အခုပြောပြပြီးမှာကတော့ဒီခြေကန်သင်္ကန်းစာ၄ဘက်ထရီတွေအားပြန်သွင်းတဲ့ပုံစံနောက်တစ်ခုက dead light တွေဆိုတာဘာလဲအဲ့နှစ်ခုပေါ့နော်ပြီးတော့ဘက်ထရီတွေကနေပြီးတော့အပေါင်းနဲ့အနှုတ်နဲ့တိုက်ရိုက်ချိတ်ဆက်လိုက်တဲ့အခါမှာ heat ထွက်လာတယ် အပူပေါ့နော်အပူထွက်လာတယ်တချို့ဘူအားများတယ်အဲဆိုလို့ရှိရင်ဒါမှမဟုတ်လဲဘူအားနည်းတယ်ပဲဆိုတော့ဖိုးပိုးလောက်ပဲရှိတယ်ဆိုရင်တော့မှဟိုမီးထလောင်တာတို့ဟိုဝါယာကြိုးကြီးအစီပျော်ကြတာတို့အားမျိုးတွေဖြစ်တယ်ပေါ့နော်ဟုတ်ပြီထားပါတော့ဒါဆိုလို့ရှိရင်အခုကတော့ စပြောမှာကဘက်ထရီတစ်လုံးအသွင်းနဲ့ဖြစ်စင်ပေါ့နော်ဒီမှာဒါနဲ့ပဲပြပါမယ်ဘက်ထရီကပထမအရင်ဆုံးပြောချင်တာကဒီအခုဗီဒီယိုမကြည့်ကြည့်တော့မယ်ဆိုလို့ရှိရင်အရင်ဗီဒီယိုကိုကြည့်ပြီးမှဖြစ်မယ်နော်အသင်္ကန်းစာ၄ပေါ့နော်ဒီဟာကအသင်္ကန်းစာ၃ကိုမကြည့်ရသေးဘဲနဲ့ကြည့်မယ်ဆိုလို့ရှိရင်နိုင်ငံရှုပ်ထွေးတာကြီးဖြစ်နိုင်တယ်ကျွန်တော်အနေနဲ့ဆိုရင်တော့ မကိုတို့သုံးကိုအရင်သွားကြည့်ပါမကြည့်ရသေးဘူးဆိုရင်ကြည်ပြီးသားလူကတော့အခု၄ကိုဆက်ကြည့်ပေါ့နော်ဒါမဲ့လောလောဆယ်နည်းနည်းတော့ပြန်ပြောပေးမယ်နော်ထုတ်သုံးတဲ့ပုံစံကအနှုတ်ကနေပြီးတော့ဘက်ထရီတစ်လုံးရဲ့အနှုတ်ကပေါ့နော်အီလက်ထရွန်နစ်အီလက်ထရွန်နစ်ကဒီဒီအီလက်ထရွန်ဒီမှာ minus မှာရှိနေတဲ့အီလက်ထရွန်နစ်ကနေ plus ကို စီးသွားတယ်လို့ပြောတယ်ပြောခဲ့တယ်အဲ့လို့ဆိုတော့အားပြန်သွင်းတဲ့ဖြစ်စဉ်ကြတော့ तू ကဒီအားသွင်းတဲ့ခါကဒီ electron လျှက်စီးချောင်းလို့ပဲသုံးမယ်နော် electron လို့မသုံးတော့လျှက်စီးချောင်းကဒီအဖိုကနေပြီးတော့အမစီကိုပြန်သွားခိုင်းတာအဲ့ဒီအချိန်မှာမူလပုံစံအတိုင်း ကီမီကယ်ရီကအပြောင်းအလဲဖြစ်တယ်နောက်တစ်ခုကဒီအပေါင်းကလည်းသူကအီလက်ထရွန်တွေကိုလိုအပ်သွားတယ်အမကလည်းအီလက်ထရွန်တွေကိုစွန့်ထုတ်ချင်နေတယ်အဲ့လိုအီလက်ထရွန်တွေပြန်ပြည့်သွားတယ်ပေါ့နော်အီလက်ထရွန်တွေပြန်ပြည့်ပြီးတော့စွန့်ထုတ်ချင်တယ်တခုရှိတာဘက်ထရီကတူလောင်ထားတာတခုတည်းမဟုတ်ဘူးနော်တူလောင်ထားတာကကက်ပါစီတာကျွန်တော်ပထမဗီဒီယိုမှာတော့ ူလောင်ထားတာအပြင်ကမှ तू ကမော်တာလို့သုံးတယ်အဲ့လိုဆိုတော့သူ့စီမှာအများကြီးရှိနေတာ तू ကတူလောင်ထားတာလားဆိုတော့ဟုတ်တယ်တူလောင်ထားတာဒါပေမဲ့ရည်နဲ့ရှင်းပြရမယ်ဆိုရင်ဘာနဲ့တူမလဲဆိုတော့ဥပမာဂျိုးဖြူပိုက်တို့ဥပမာဂျိုးဖြူရည်လောင်ကန်ပေါ့နော်ဂျိုးဖြူရည်လောင်ကန်နေပြီးတော့တွန်းတင်ပေးနေတဲ့ဒီပိုက်လိုင်းနဲ့တွန်းတင်ပေးနေတဲ့စနစ်လိုဟာမျိုးနဲ့တူတယ်ဂျိုးဖြူ ကန်ကြီးကြီးတစ်ခုတည်းကနေပြီးတော့တုံးနေတယ်ဆိုလို့ရှိရင်မတုံးဆိုလို့ရှိရင်အကိုတို့အိမ်ကိုခြေရရောက်မှာမဟုတ်ဘူးသူတို့ဘက်ကလည်းတွန်းပြီးနေတယ်တွန်းအားတစ်ခုရှိတယ်ဥပမာကန်အပေါ်အမြင့်ကိုရောက်နေတာလားဒါမှမဟုတ်မော်တာအကြီးတွေနဲ့ဥပမာဒီငမိုးကြီး လာပါလားအေးအဲ့လိုမျိုးရေလောင်တမန်တွေကနေပြီးတော့ရေတွန်းဆက်ယုံဆိုတာမျိုးတွေမြန်မာပြည်မြန်မာပြည်တွေမဟုတ်ပါဘူးတော်တော်များများမှာရှိတယ်ရေတွန်းဆက်ယုံတွေရှိတယ်အဲ့ဒီအဲ့လိုမျိုးသူကအလုံးလောက်တာဘက်ထရီကသူ့မှာတူလဲတူလောင်ထားတယ်တွန်းလဲတွန်းပေးနေတယ်ရှိလဲရှိတယ်အီလက်ထရွန်တွေကိုထုတ်လဲထုတ်လွတ်တယ်ကပက်စတာကြတော့သူ့ပဲတူလောင်ထားတာဒိန်းသူ၃လန့်ကိုဝေါ ဥပမာ5ဖို့ဆိုလို့ရှိရင်သူ့မှာ5ဖို့အခုတွန်းတွန်းပေးလို့ရတဲ့5ဖို့နဲ့ electron လေးနည်းနည်းပါးပါးရှိနေမယ်ဒါပဲအဲ့ဒါကိုလှုပ်ဆွဲလိုက်တယ်ဆိုလို့ရှိရင်တင်းဆိုအဲ့ကောင်ကြီးကကုန်သွားအောင်ဒီတဘောနော်အဲ့တော့ဒီကနေပြီးတော့ဖြတ်စည်းတာဒီကောင်နှစ်ခုကိုလည်းဝါယာကြိုးနဲ့ချိတ်လိုက်ကော ဘာလို့ oh sorry ဒီကောင်နှစ်ခုကိုလည်းဝိုင်ယာကျိုးနဲ့ချိတ်လိုက်ကောဒီဝိုင်ယာကျိုးကြီးဘာလို့ထပ်ပူတာလဲဟုတ်ပြီရှင်းပြပါမယ်ပထမဗီဒီယိုမှာတော့ငါပြောခဲ့တယ်เนาะ तू ကဒီမှာဒါဝိုင်ယာကျိုးပဲဆိုပါတော့ဒီဝိုင်ယာကျိုးမှာ तू ကအီလက်ထရောနစ်ရှိတယ်ဒါမှဒီမှာဒီအီလက်ထရောနစ်ကဒီရအီလက်ထရောကဒီလိုရွေ့တာမဟုတ်ဘူး။နော် တစ်ခုနဲ့တစ်ခုတွန်းတာဒါပေမဲ့စီးနေတဲ့စီးကြောင်ကတော့အယမ်းမြန်တယ်နော်အဲ့ဒါဒီဘက်ကနေပြီးတော့ဒိန်းဆိုဒီဘက်ကနေပြီးတော့ဟိုပက်လန်းတစ်ခုပေးလိုက်မယ်ဆိုတော့ပလန်တစ်ခုပြေးလိုက်ပြီဆိုတာ ਨੇ ဒီဘက်ကနေပြီးတော့ စပြီးတော့ electron တစ်လုံးကတွန်းလိုက်တယ်ဆိုလို့ရှိရင်ဒီ electron ကရှေ့ဟူချက်ချင်းဟွာဖြစ်တယ်။ရေပိုက်ထဲမှာရေပြည့်နေတယ်။ရေပိုက်ကရေမော်တာကိုဖြွင့်လိုက်ပြီဆိုတာနဲ့ဒီရေပိုက်ကဒီအောက်ကိုဒီမှာရှိနေတဲ့ရေကဒီအောက်ကိုကျပြီးသားပဲ။ဒီရေကဒီကိုရောက်ဖို့အထိစောင့်နေကြမလို့။အဲ့လိုဆိုတော့ဂျားထဲမှာ ဒါမီးလုံးလေးပေါ့နော်ဒါမီးလုံးလေးဆိုပါတော့ plus minus ရှိနေမှာမီးလုံးကလည်းဘယ်လိုဖြစ်နေလဲဆိုရမှာ plus minus ဆိုပြီးတော့ရှိနေမှာဒီမှာ battery ရှိမှာ ုချိတ်ထားမယ်ဒါမိုင်းနဲ့ပေါ့နော်ဒီဒီမှာရှိနေတဲ့အီလက်ထရွန်တွေကဒီမီလုံးစီကိုရောက်သွားပြီးတော့ဒီကိုပြန်စီးတယ်အဲ့ဒီအချိန်မှာဒီမီလုံးကခုခံမှုတန်ဖိုးတစ်ခုဖြစ်တယ်ပြောရရင်အလင်းအမြန်ဒီအီလက်ထရွန်တွေစီးနေတဲ့နှုံးကိုအလင်းအမြန်စီးလို့မရအောင်ဒီနေရာမှာတားဆီးပေးလိုက်တယ် အကြောင့်တွန်းနဲ့ပုံစံနှေးသွားတာအဲ့လိုမဟုတ်ဖဲနဲ့ဒီလိုမျိုးတဲ့လေချိတ်လေချိတ်ဆက်လိုက်ကောတစ်ခုနဲ့တစ်ခုကအမြန်ဆုံးတွန်းတာတွန်းလို့ရတဲ့လောက်တွန်းတာဒီဘက်ကရှိနေတဲ့ဟာကြီးအကုန်လုံးက MB ရ high end ပေါ့နော် သူစီးနိုင်တဲ့လောက်စီးဖို့ကြိုးစားတာအမြင်ဆုံးအဲ့ဒါကို short circuit လို့ခေါ်တယ် short circuit ဖြစ်ပြီလဲဆိုလဲဆိုတော့ဒီဘက်ကထွက်နေတဲ့ electron တွေအကုန်လုံးကအကုန်လုံးဆိုတာတော့ထွက်ဖို့သူတွေငါတွေပေါ့နော်အသေးအံထွက်ဖို့ကြိုးစားတာဥပမာဂျီဂျီဟွာပေါ့ဂျီဂျီတခုရှိမှာ ရေစီးမှာရေတွေဖြည့်ထားတယ်။ကိုကဒီမှာပိုက်ကလေးနဲ့ပဲတွေ့ထားတယ်။ဒီမှာကိုပိတ်ချင်ပိတ်လို့ရတယ်ဘာရှိမလဲ။ငါဖွင့်ကျင်တဲ့လောက်ဖွင့်ပေးမယ်ဒီမှာစီးကျင်တဲ့လောက်စီးနေတယ်။ကိုစီးနေကျင်တဲ့လောက်ကလေးစီးနေတယ်။တော့လို့ဒီနေရာကြီးကပေါက်လဲပေါက်ကြတော့ဒီကရေတွေကအဲ့မှာတလဟောထွက်တာ။အဲ့တဘောပဲ။အဲ့တော့တစ်ခုနဲ့တစ်ခုစွန့်လဲတွန်းလဲတွန်းအောင်အပူထွက်လာအောင် နောက်တစ်ခုကကြတော့ deadline တာ deadline တွေဆိုတာဘာလဲပေါ့နော် deadline တွေဆိုတာကလူခန္ဓာကိုဟာအလူခန္ဓာကိုကိုလျှက်စီးချောင်းကဖျက်စီးတာကိုခေါ်တယ် deadline တွေဆိုတာကဥပမာဒီမှာအပေါင်းရှိနေမယ်ဒီမှာအနှုတ်ရှိနေမယ်အော် sorry အဲ့လိုမပြဘူးဒီဘက်ကဒီဘက်ကအနှုတ်ပဲထားလိုက်ပါ ဘက်မှာအနှုတ်ရှိနေမယ်ဘက်မှာအပေါင်းရှိနေမယ်အဲ့နှစ်ခုကစီးသွားတဲ့ကြားထဲမှာအဲ့နှစ်ခုစီးသွားတဲ့ကြားထဲမှာလူရောက်နေတာဒါမှမဟုတ် AC လျက်စီးဆိုလို့ရှိရင်ဒီမှာ electron တွေစီးနေတဲ့ line ဆိုတော့ line ကျိုးရှိမယ်အဲ့ဒီ line ကျိုးကနေပြီးတော့ ကဘာကြီးစီကိုလူကိုကြားခံအနေနဲ့ဖြစ်နေပြီးတော့ဒီကဘာကြီးစီကိုစီးသွားတာဒီစီလျက်စီကိုဓမ္မလိုက်ဖူးဆိုပြီးတော့ပြောကြတယ်အဲ့ဒါဆိုလို့ရှိရင်ဓမ္မလိုက်ဖူးပေါ့နော်တော်တော်များများဘာလို့လဲဆိုတော့အခုဒီမှာဘက်ထရီကျွန်တော်ကင်နေအပေါင်းနဲ့အနှုံနဲ့ဘာမှမဖြစ်ဘူးတွေ့လား ဘာဖြစ်ဘူးဆိုတာအမှန်မှန်သူက voltage ကနည်းလို့400ဘူးဒါမှမဟုတ်1000ဘူး capacitor နောက်တစ်ခုကဒီဟိုဟာရဲတွေဘာတွေကင်နေကျင်ဆက်ပေါ့နော်ဖောင်းဖောင်းနဲ့ပေါက်တယ်ခေါ့အဲအဲ့ဒါ DC လျှက်စစ်တယ်အဲ့ဒါ AC မဟုတ်သေးဘူးနော်နောက်တစ်ခုက ဲ့ဒါတော့ဟိုဟွာပေါ့နော်ကျင်တာတွေပေါ့နောက်တစ်ခုကဒီကောင်တက်ခဲပဲဆိုတော့တက်ခဲမှာ short circuit ဖြစ်ပြီဆိုလို့ရှိရင် heat ထွက်တယ်အဲ့ဒါအပူလောင်တတ်တယ်ဒါအနေနဲ့များတော့ထိတာပဲဒါပေမဲ့ကိုကိုကိုတော့ကာကွယ်ဖို့လိုတယ်အဲ့တော့ဒီဟာတွေကမတိမဖြစ်သိဖို့လိုတယ်ဆိုတော့ဒါကတော့ DC ပေါ့နော် DC ကတော့ လူတွေကမတည်နိုင်ဘူးလို့ထင်တယ်အဲ့ဒါလည်းမဟုတ်ဘူးเนาะတည်တတ်တယ်ဘာဖြစ်လို့လဲဆိုတော့လူရဲ့ခန္ဓာကိုယ်ကဒီအီလက်ထရွန်တွေဖြက်စီးတဲ့တံကိုမခံနိုင်ဘူးဒီကနေပြီးတော့ဖြက်စီးတယ်ဖြက်စီးတဲ့အခါမှာထုံးစံအတိုင်းပဲဒီကအီလက်ထရွန်က ဒီနားမှာရှိနေတဲ့ electron ကဒီလိုကြီးလာပြီးတော့သွားတာမဟုတ်ဘူးဒီဘက်က electron တွန်းထုတ်လိုက်တာ electron เนี่ยတစ်ခုနဲ့တစ်ခုတွန်းလိုက်တာကျွန်တော်တို့စီမှာခန္ဓာကိုယ်မှာကြတော့သူကဒီသွေးကြောလေးတွေပြီးတော့သွေးတွေနောက်တစ်ခုကဒီအာယုံကြောစနစ်တွေအဲ့ဒါတွေကအများကြီးပဲအမားခံလို့မရတဲ့လေပတ်နေတဲ့စနစ်တွေပေါ့ ထီအထီမခံနိုင်တဲ့လေပတ်နေတဲ့စနစ်ပေါ့နော်ဆက်နဲ့ဆက်လို့ပြောမယ်ဆိုလို့ရှင်အဲ့အာဒီမှာ तू ကဒီဘက်ကလာတဲ့ electron တွေကတွန်းထုတ်လိုက်တော့ပျက်စီးကုန်တာမှနှလုံးလိုအရာမျိုးနှလုံးသွတ်ထီတယ်လို့ကြွက်သားတွေအဲ့အာဒီအကုန်လုံးကသွတ်ထီပြီးတော့ကြွက်သားတွေဆိုလို့ရှင်ဥပမာဆွဲတယ်လို့ယုံတယ်လို့ဆိုတော့ဒီမှာ ကင်လိုက်တဲ့အချိန်မှာတအားဟိုဟာဖြစ်သွားတာပေါ့နော်မလွတ်တော့ဘူးတကယ်လိုက်ပြီလို့ရှိရင်ဥမာအက်ကြတယ်လို့ခေါ်တယ်အက်ကြတာကဘာလဲဆိုတော့ကဘာကြီးကသူကအီလက်ထရွန်တွေကိုလက်ခံနိုင်တဲ့နေရာတစ်ခုသူကအမြဲတမ်းလိုအပ်နေရတယ်ပဲပြောရမှာပေါ့အီလက်ထရွန်တွေဘလောက်လာလာသူလက်ခံနိုင်တယ်အဲ့လိုဆိုတော့ဓာတ်လေလိုက်ကောအက်ကြပြီလဲဆိုလို့ဆိုတော့လူကကဘာနဲ့တဆက်သေးဖြစ်နေတယ်အဲ့ဒီအချိန်မှာ ဒီဘက်ကနေပြီးတော့ electron တွေကဝင်လဲဝင်လာအောင် तू อ่ะ तू မှာဘလောက်လာလာ तू อ่ะလက်ခံနိုင်နေဆိုတော့ရသလောက်ဒီဘက်ကနေတွန်းကန်ပြီးတော့ထွက်လာအဲ့ဒီအချိန်မှာလူဟာဂျားရင်းဂျားရင်းကနေပြီးတော့ပြည့်စည်ကြောင်းစီးလို့ရတဲ့ဂျားခံပစ္စည်းတစ်ခုဖြစ်သွားတယ်အဲ့ဒီအချိန်မှာဒီက electron တွေကစွတ်တွန်းတာ စီးလို့ရတဲ့လောက်ကဘာကြီးစီကိုစီးဖို့ပေါ့နော် စွတ်တွန်းတာတွန်းတဲ့အချိန်မှာဒီဒီလူလူရဲ့ခန္ဓာကိုယ်ကအကျက်သားတွေကအဲခုနပြောခဲ့တယ်လို့ပဲသူကကြုံကြုံသွားတယ်ပေါ့နော်ကြုံသွားတယ်ဆိုတဲ့အချိန်မှာဒီကြိုးကိုကင်မိရတာဖြစ်နေတာတို့လွတ်လို့မရတော့တာတို့အဲ့ဒါမျိုးတွေဖြစ်တာပြီးလဲပြီးတော့ဒီ electron တွေက စွတ်တွန်းတဲ့အချိန်ကြတော့ဒီနှလုံးတို့ဒီအာယုံကြောစနစ်တို့နှလုံးတို့ကမခံနိုင်ဖြစ်ပြီးတော့အဲဒုက္ခရောက်ရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီကဘာမှာအဲကဘာကြီးနဲ့ထိနေမှာမြေကြီးပေါ့နော်အဓိကမြေကြီးနဲ့ထိနေမှာဆိုလို့လူတွေကအချရတယ်လို့ပါတော့အကျိုးဆိုပြီးတော့ထားတာနောက်တစ်ခုကအဲဖနစီတာတို့ ဒါမျိုးတွေလုံကြတာပေါ့နော်တက်လိုက်နိုင်တယ်ဆိုတော့နေရာမှာအောက်ကနေအောက်ကိုတခုခုခံမာတော့ကတော့အဲ့ဒါမျိုးတွေပြောတာပေါ့နော်တကယ်လို့သာလူကအကြနေတယ်ဆိုလို့ရှိရင် तू ကစွတ်ပြီးတော့စီးတော့မှာမိမိရရအီလက်ထရွန်အီလက်ထရွန်စီးနေတဲ့အရာဝတ္ထုပေါ့နော်ကျိုးတော်၎င်းတခုပေါ့တစုံတခုပေါ့အဲ့ဟာကိုမိမိရရကင်လိုက်မိတယ်ဆိုလို့ရှိရင်မိမိရဲ့ကြွက်သားကလည်း तू က ဆွဲပြီးတော့ကျုံလိုက်တဲ့အချိန်မှာအာကင်မီရတာဖြစ်တယ်ပေါ့နော်အဲ့လွတ်လို့မရတော့ဘူးအဲ့လိုချီနေမျိုးမှာတောက်လျှောက်စီးတော့မှာအဲ့လိုဆိုတော့စမ်းမယ်ဆိုလို့ရှိရင်လည်းဒီလိုဒီလိုပေါ့နော်ဒါဒါဟိုဒါထက်လိုက်နေဆိုလက်ကိုဒီလိုဒီလိုစမ်းတာပေါ့ဘာလို့လဲဆိုတော့ဒီလိုယုံမအောင်ဒီလိုယုံမဒါမှမဟုတ်လည်းလက်ဖြားလေးနဲ့ပဲထိတာပေါ့တဖြားလေးနဲ့ဆိုတာမထိတထိ ထိကြည့်တာတို့ပါတော့အဲ့ဒါကအဲ့လိုစမ်းရတယ်လို့ပြောတာမဟုတ်ဘူးနော်အမှန်မဲ့တော့တက်စတာနဲ့ပဲစမ်းရမှာမဖြစ်နိုင်တဲ့အစုံလုတ်တဲ့ပုံစံကိုပြောတာအဒီဟာဓာတ်လိုက်နေလားမသိဘူးဆိုရင်ကျင်းဒီပေါက်တက်စတာနဲ့ပဲစမ်းရမှာမဖြစ်ရင်လုံးဝဟိုမှာမဖြစ်ရင်မထီနဲ့ တကယ်လို့ဝါယာကျိုးတွေပါတွေကိုကိုကတက်စတာနဲ့ထောက်လိုက်တယ်ဟုတ်ပြီအဲ့ဒီအချိန်မှာအီလက်ထရွန်စီးမနေဘူးတက်စတာမှာမီးလင်းမနေဘူးကျိုးကိုင်တော့မယ်ကျိုးကိုင်တော့မယ်ဆိုလို့ရှိရင်အရင်ဆုံးအဲ့မှာသွားပြီးတော့ဒီလိုလေးတတိလို့ပဋိကြည့်အဲ့ဒါကြီးကျိုးကြီးကိုသွားပြီးတော့မိမိရရသွားမကိုင်လိုက်နဲ့မိမိတက်စတာပြက်နေတယ်ဆိုတာဖြစ်နိုင်တယ်အဲ့လိုဆိုလိုတာပါကျိုးထက်လိုက်မလိုက်ကိုဒီလိုသွားပြီးတော့လက်နဲ့တို့တို့ပြီးတော့ဆန်းဆန်းခိုင်းတာမဟုတ်ဘူး အခုကျိုးနှစ်ပင်ကိုလိန်ရတော့မယ်အနေထားဟိုဘက်ကနေပြီးတော့မီကလုတ်ကိုပိတ်လိုက်ပြီးပိတ်လိုက်တဲ့အချိန်မှာတက်စတာနဲ့ထောက်လိုက်တယ်ထောက်လိုက်တော့တက်စတာမီမလင်းဘူး okay ဒါဆိုရင် ကောင်းတယ်ဆိုပြီးတော့သွားပြီးတော့မဆန်းနဲ့ပြောတာအဲ့မှာဒီလိုလက်ကလေးနဲ့ထီကြည့်နည်းနည်းလေးထီကြည့်ထိတ်ကလေးကိုစင်ပြေလာဒါမှမဟုတ်လူလေးထီကြည့်အဲ့ဒါမျိုးပြောချင်တာဖြစ်ပါတယ်ဟုတ်ကဲ့ဒီဗီဒီယိုဒီလောက်နဲ့ပဲရပ်ပါမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ